မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါဝရပြားတန်တော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလေးဆုတောင်းပါတယ်။ဒီမနက်မှာယေရှုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခြင်းပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး62အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။အကယ်စင်စစ်ငါဝိညာဉ်သည်ဘုရားသခင်ရှေ့မှာညင်ဝတ်စွာ နေတတ်၏။ ငါကိုကယ်တင်ခြင်းအကြောင်းဒီအထံတော်ကတက်ရောက်ရ၏ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်ဘာကိုခွန်အားရလဲဆိုတော့ဖယားသခင်ရှေ့မှာညင်ဝတ်စွာ နေရမယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဖယားသခင် အထံတော်ကနေပြီးတော့မှကယ်တင်ခြင်းအကြောင်း ရောက်လာမှာဖြစ်တဲ့အတွက်ဖယားသခင်ရှေ့ကိုလာရင်ညင်ဝတ်စွာနေသင့်တယ်လို့ဒီလိုဆင်ခြင်မိပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့ဖယားသခင်က ကျွန်တော်တို့ကိုညင်ဝတ်စွာနေစေဖို့ရန်အမိန့်ရှိတယ်။ညင်ဝတ်စွာ နေနိုင်အောင်လဲသူကပဲလုပ်ပေးမှာဖြစ်တယ်။ဒါကြောင့်မလို့ရောက်ရက်ခတ်နေတာမျိုးကနာမငြိမ်ဖြစ်နေတာမျိုးခြေမကင်မိလက်မကင်မိနဲ့စောက်တီးရမဲ့နေတာမျိုးမဖြစ်သင့်ပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်စင်ချင်မိတာလေးနောက်တစ်ခုက သခင်ယေရှုခရစ်တော်ကပဲ့မှာခေါင်းအောင်ပြီးတော့မှ တပည့်တော်တွေနဲ့အတူ အိုင်ကိုဖြတ်တဲ့အခါမှာ လေပြင်းမုန်တိုင်းတိုက်ခတ်ပါတယ် အဲ့ခါမှာတပဲ့တော်တွေက ရောက်ရက်ခတ်ပြီးတော့မှသူတို့လှေကိုထိမ့်သိမ့်ကြပြီမဲ့ဘလို့မကို ထိမ့်မနိုင်သိမ့်မရဖြစ်နေပါတယ်ဒါပေမဲ့သခင်ယေရှုကတော့အိတ်မြဲအိတ်နေတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်ဒါနဲ့ပေတရုကသူတို့သေတော့မယ်ကိုတော့ဘာဖြစ်လို့အိတ်နေသေးတာလဲကျွန်တော်တို့ကို ကြည်အောင်ဆိုပြီးတော့မှအကူအညီတောင်းပါတယ်အဲ့ဒီခါမှာသခင်ယေရှုခရစ်တော်ကမတည့်ရက်ပြီးတော့မှ လိုင်းတဘိုးတွေကိုငိမ့်ငိမ့်နေကြရလို့သူအမိန့်ပေးလိုက်တဲ့အခါမှာချက်ချင်းပဲငြိမ်သက်သွားတယ်ဆိုတာတွေ့ရပါတယ်။တခင်ယေရှုခရစ်တော်ရှိနေပါရဲ့နဲ့လိုင်းတဘိုးတွေကလည်းရောက်ရခတ်နေတယ်။တပည့်တော်တွေကလည်းလိုင်းတဘိုးတွေနဲ့အတူရောက်ရခတ်နေပါတယ်။ပေတရုကအဲ့ဒီကနာမငိမ့်တဲ့အခြေအနေထဲမှာတခင်ယေရှုကိုအကူအညီတောင်းတဲ့အခါတခင်ယေရှုခရစ်တော်ကလိုင်းတဘိုးတွေကိုလည်းငြိမ်ဝတ်အောင်လှုပ်ပလိုက်တယ်။ တပည့်တော်တွေကိုလည်းငြိမ်သက်သွားအောင်လုပ်နိုင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။သခင်ယေရှုခရစ်တော်ကမင်းတို့ဘာလို့ယုံကြည်ခြင်းအားနည်းရသလဲလို့တပည့်တော်တွေကိုဆုံးမပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကသခင်ယေရှုနဲ့အတူသွားလာနေတယ်။ကျွန်တော်နှလုံးသားထဲမှာသခင်ယေရှုရှိနေတယ်ဆိုရင်ဘလောက်လိုင်းတပိုးတွေပြင်းထန်နေပါစေသခင်ယေရှုခရစ်တော်တောင်မှအိပ်ပျော်နေနိုင်သေးတာပဲကျွန်တော်တို့ကလည်း ယုံကြည်စိတ်ချစွာနဲ့နေနိုင်တယ်နေသင့်တယ်လို့ကျွန်တော်တို့နားလည်ဖို့လိုပါတယ်။ဘုရားခင်ကချစ်တော်မူသောသားကိုအိပ်ပျော်ရတဲ့အခွင့်ပေးတယ်လို့ကျမ်းစာမှာဖော်ပြတဲ့အတိုင်းသခင်ယေရှုခရစ်တော်ကဘုရားသခင်အခွင့်မရှိရင်သူဟာတည်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိပြီးတော့မုံတိုင်းနေကြားထဲမှာကောင်းစွာအိပ်ဆက်နေနိုင်ခြင်းကတပည့်တော်တွေအတွက်ပုံသက်သေဖြစ်เสียအကြောင်းဖြစ်ပါတယ်။ဆုံးမเสียအကြောင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ ငြိမ်ဝှက်စွာနေရမှာဖြစ်ပါတယ်။ကျမ်းစာထဲမှာလည်းသာဝရဖျားရှိတော်မှာငြိမ်ဝှက်စွာနေကြဆိုပြီးတော့မှဒီလိုမျိုးတွင်တင်တာပဲရှိပါတယ်။ဘုရားသခင်ရှိတော်မှာငြိမ်ဝှက်စွာနေခြင်းကကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်စိတ်ချနေတယ်ဆိုတဲ့အတိပဲလည်းဖြစ်တယ်လို့ခိုးလုံကိုးစားနေတယ်ဆိုတဲ့အတိပဲပဲဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခတွေပြဿနာတွေအခက်အခဲတွေကြုံပြီးစိုးရိမ်စရာပူပန်စရာရောက်ရက်ခက်စရာတွေကြုံပြီးဆိုရင် အချိန်နေချိန်ခါပေါ်လိုက်ပြီးတော့မှ ရောက်ရက်ခတ်နေစရာ မလိုဘဲနဲ့ငြိမ်ဝှက်စွာ နေပြီးမှအချိန်နေကို တုံ့ပြန်ဖို့လိုတယ်လို့နားလည်သိရှိရပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျာကိုရောကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာပေါ်မှာကိုရောလမ်းပြ၍ကောင်းကြီးပေးလို့ကျေးဇူးတင်တယ်။ငြိမ်ဝှက်စွာ နေနိုင်ဖို့ကိုရောတုံ့တင်သောကြောင့်ကျေးဇူးတင်တယ်။ငြိမ်ဝှက်စွာနေရအောင်လဲ ကိုတော်တက်နိုင်တဲ့အတွက်ကြောင့်ယေရှုတင်တယ်။ဒီနေ့ကျွန်တော်ရဲ့ဘဝမှာကြုံတွေ့နေရတဲ့မုံတိုင်းတွေခက်ခဲမှုတွေကိုယေရှုနာမ၌ဖယ်ရှားပါれ။ကိုရောရဲ့နှုတ်တော်ထွက်အမိန့်တခွန်းနဲ့လိုင်းတဘိုးတွေကိုညင်သက်စေတယ်လို့ယခုပြန်ကျွန်တော်ရဲ့ဘဝမှာတိုက်ခတ်နေတဲ့လိုင်းတဘိုးတွေကိုညင်သက်စေတော်မူပါ။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုယ်တော်ကောင်းချီးပေး၍သူတို့ရဲ့မုံတိုင်းတွေကိုညင်သက်စေပါမိအကြောင်းညီဝချင်းချမ်းသာသည်တက်ရောက်ပါမိအကြောင်း တပါးရတော်တော်သခင်ရှုခရစ်တော်နာမ၌တနေ့တာကိုဆက်ကအနံဆုတောင်းပါ၏အာမင်